ပင်လယ်ကမ်းခြေကိုသွားမိရကြောင်းလူတွေဝေဖန်တာခံနေရတဲ့ထေရီမားတို့ရွာကမေတီလောက်ရှင်များပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင် insider page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကမ်းခြေကိုသွားမိလို့လူတွေဝေဖန်တာခံနေရတာကတော့ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာရှိတဲ့ထေရီမားတို့ရွာကတီလောက်ရှင်ယောဂီတွေဖြစ်ပါတယ်အလုံးလေးတည်ကြတဲ့အချိန်အခုခေတ်ကတိုးတက်လာတဲ့ internet social media ခေတ်ဖြစ်ပါတယ်ဒီလိုမျိုး internet social media ခေတ်မှာလူတွေအလုံးကြီးပါမှာခေတ်မီတိုးတက်ပြောင်းလဲလာခဲ့ပါတယ် လူတွေနဲ့အတူပါပဲတာရဏဝင်တန်းသီလရှင်ဆရာလေးတွေတန်ကတော့အရှင်သူမြတ်တွေကလည်းအင်တာနက်ကမှပြောင်းလဲလွတ်လာတာဖြစ်ပါတယ်။ဒါပေမဲ့ခက်တာကလူတွေဟာအင်တာနက်ကမှနေချင်းတလို့နေလို့ရပေမဲ့တာရဏဝင်တန်းတန်ကတော့တွင်မေသီလရှင်တွေဆရာလေးတွေကတော့စောင့်ထိုင်ရမယ့်အင်ဒရီတိတ်ခပုတ်တွေအများကြီးရှိနေရကြောင်းလူတွေနည်းတူလိုက်နေထိုင်ဖို့တော့မဖြစ်နိုင်ပါဘူး။လူတွေလိုမျိုးလုံးရင်လည်းတဖြည်းဖြည်းနဲ့ဝေဖန်မှုတွေခံရတာဖြစ်ပါတယ်။အခုခါမှာတော့မေသီလရှင်ဆရာလေးတွေဟာကမ်းခြေမှာသွားပြီးတော့ဓာတ်ပုံရိုက် ီဒီယိုရိုက် TikTok နဲ့ Internet မှာမျှဝေခဲ့ပြီးတော့လူတွေဝေဖန်တာကိုခံနေရပါပြီ။အဆိုပါဒီလရှင်ဆရာလေးတွေဟာကမ်းခြေမှာသွားပြီးတော့အုပ်စုလိုက်တပ်ပုံရိုက်ခန်းတာ၊ကမ်းဆက်ကရေပြင်မှာစူပောင်းတရားထိုင်တာတွေကိုလုပ်နေကြတာဖြစ်ပါတယ်။ဒီအပေါ်မှာလူတွေကပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။လူတွေဝေဖန်ကြတာကတော့ကမ်းခြေဆိုတာပုရုဇဉ်တာမန်လူသားတွေတောက်စားပြောပါအပန်းဖြေကြတဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။ဒီလိုနေရာမျိုးမှာတိလရှင်ဆရာလေးတွေအနေနဲ့အုပ်စုလိုက်တပ်ပုံရိုက်ခန်းတာမျိုးကမသိတော့ဘူးလို့ဆိုကြပါတယ် အထူးသဖြင့်လူတွေကသီလရှင်ဆရာလေးတွေဟာလူတွေနဲ့ဝေးပြီးငြိမ်းချမ်းတဲ့တောင်ပေါ်ဒေသတွေတရဏာနယ်မြေဖျားစီတီပထိုးတွေကိုသာတွားရောက်တဲ့ကြောင်းအခုတော့သီလရှင်ဆရာလေးတွေကကမ်းခြေမှာရေစိမ်ကြတာတွေကမ်းခြေမှာအုံသီးနဲ့လမ်းလျှောက်ကြတာတွေနဲ့လူမြင်မသိတော်တာကတော့အမှန်ပဲဖြစ်ပါတယ်ပိုဆိုးတာက TikTok မှာဗီဒီယိုတင်ကြတာပါဒါကြောင့်မသိနားမလည်တဲ့လူတွေကသီလရှင်တွေဟာသူများလူတွေငွေနဲ့ကမ်းခြေသွားအပန်းဖြေတာတွေမလုပ်သင့်ဘူးလို့ဆိုနေကြပါတယ် ဒါပေမဲ့လေတကယ်တမ်းမှာတော့ကန်းချီမှာဓာတ်ပုံရိုက်ကြတာကမေတီလရှင်အစ်စ်တွေမဟုတ်ဘဲရန်ကုန်မန္တလေးအမြန်လန်း18မိုင်ဘော်ဒီဆိုင်ရာရိတ်တာထေရီမာတို့ရွာကယောဂီတွေလို့သိရပါတယ်။ယောဂီတွေနဲ့ဆရာလေးတွေဟာလူတွေထင်တယ်လို့ကန်းချီကိုအပန်းဖြေသွားတာမဟုတ်ဘဲအေယာရီတိုင်ဟိုင်းကြီးကျွန်းဘက်မှာဖျားတီတာရဏာပြုဖို့အတွက်သွားတာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လေကန်းချီမှာအုပ်စုလိုက်ရေးတဲ့ဆင်ကြတာဓာတ်ပုံရိုက်ကြတာတွေဗီဒီယိုဖိုင်တွေအင်တာနက်မှာတင်ကြတာတွေကြောင့်လူပြောများနေရဖြစ်ပါတယ်။တချို့သောလူတွေကတော့ ီလာရှင်တွေကန်းခြေကိုမသွားရဘူး၊ရေထဲမစင်ရဘူးလို့အမိန်မထုတ်ထားကြအောင်။အထူးသဖြင့်ကန်းခြေဆိုတာကပျော်ရွှင်ဖို့တသက်ပဲသွားလို့ရတဲ့နေရာမဟုတ်ကြအောင်။ကန်းခြေကိုသဘာဝလေးကိုရှူရှိုက်ဖို့အတွက်ကျန်းမာရေးကောင်းအောင်တရဏဝန်ထမ်းတွေဖြစ်တဲ့တန်ကာရော်တွေမေတီလာရှင်တွေကလည်းသွားတဲ့အကြောင်းဖော်ပြနေကြတာဖြစ်ပါတယ်။ ဒီလိုမျိုးမန်တီလာရှင်တွေကမ်းခြေကိုသွားတာနဲ့ပတ်သက်ပြီးသွားတဲ့မသွားတဲ့အငင်းပွားနေကြတာလည်းဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှင်နေကြတဲ့ပရိသတ်တွေကရောမန်တီလာရှင်တွေကမ်းခြေကိုသွားတာကဖြစ်တဲ့နယ်လို့ထင်ပါသလား။ဒီကိစ္စနဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။